အော်တိုဗာလာ19ရက်နေ့ကမ္ဘာအခြေသတင်းထူးများအခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ်ချန်နယ်မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော်ဒီတင်ပြချက်မှာဆိုရင်နိုင်ငံတကာရေးရမှာထိထိရောက်တဲ့သတင်းတွေနဲ့ လူစိတ်ဝင်စားမှုများတဲ့နိုင်ငံရေးစီရေးစီးပွားရေးလူမှုရေးတဘာဝပေးစားတဲ့သတင်းတွေကိုလေးလာနိုင်အောင်စူးစီးဖော်ပြထားပါတယ်။သတင်းတင်ခုဒီအဖွဲ့ဤစေဦးစီးချုပ်တည်ဆောက်မှု Israel ကတာဝန်ခံထွက်ဆိုရီမေနဂန်ကဟိုဒီအဖွဲ့ရဲ့ထိတ်တန့်စိတ်ကောင်းဆောင်တူဖြစ်တဲ့စေဦးစီးချုပ်မိုဟာမက်အက်အဂရင်အယ်ကာမာရီတည်ဆောက်သွားပြီလို့အော်တိုဘာ16ရက်နေ့မှာဟိုဒီအဖွဲ့ကထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ြီးကြီးညာချက်ထွက်လာပြီးနိုင်ပိုင်းအတွင်းမှာပဲအစ္စရေးဘက်ကတာဝန်ယူထွက်ဆိုခဲ့တာတွေ့ရပါတယ်။အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကော့စ်ကဂါမာရီဟာအစ္စရေးရဲ့တိုက်ခိုက်မှုတစ်ခုအတွင်းသိဆုံးခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အစ္စရေးဟာပြီးခဲ့တဲ့ဩဂတ်စ်လအတွင်းကလည်းရှီမင်နိုင်ငံဆန်နာမြို့တော်မှာဂါမာရီဘာဝင်ဟူတီဖွဲ့ရဲ့ထိတ်တန့်ကောင်းဆောင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ဘူးတယ်လို့ပြောခဲ့ပါတယ်။ ဲ့ဒီတိုက်ခိုက်မှုမှာဟိုဒီဖွဲ့ထင်းချုပ်ထားတဲ့အစိုးရဖွဲ့ရဲ့ဝင်ကြီးချုပ်နဲ့တခြားဝင်ကြီးတွေလည်းတည်ဆုံခဲ့တယ်လို့မှတ်တမ်းရှိပါတယ်။လက်ရှိခမာရီတည်ဆုံသွားပြီးနောက်မှာတော့ဟိုဒီဖွဲ့ကအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအစီရင်ခံစာမှာဣသရေးနဲ့သူတို့ရဲ့ပြည်ပခါဟာအဆုံးမသက်သေးဘူးလို့ဖော်ပြပါတယ်။ဣသရေးအနေနဲ့သူတို့ကျူးလွန်ခဲ့တဲ့ရှားဖဲမှုတွေအတွက်အပြစ်ပေးခံရမှာဖြစ်တယ်လို့လည်းအတီလင်းပြောထားပါတယ်။ ဟူဒီအဖွဲ့ရဲ့စီဦးစီးချုပ်တည်ဆောင်းတဲ့တရင်ဟာဂါဇာမှာအစ္စရေးနဲ့ဟာဗက်စ်အဖွဲ့အကြားအမေရိကန်ကအဆိုပြုတဲ့အဖြစ်ခက်ရေးစရေးသဘောတူညီချက်ရရှိကြောင်းကြေညာခဲ့ပြီး6ရက်မြောက်နေမှာပဲထွက်ပေါ်လာတာဖြစ်ပါတယ်။ဒီအဖြစ်ခက်ရေးစရေးသဘောတူညီချက်ဟာဂါဇာမှာပါလက်စတိုင်း6800နီးပါးခန့်တည်ဆောင်းစီခဲ့တဲ့စစ်ပွဲကိုအဆုံးသတ်စေခဲ့တာပဲဖြစ်ပါတယ်။ဟူဒီအဖွဲ့ဟာဂါဇာကပါလက်စတိုင်းတွေနဲ့အစည်းအဝေးညီညွတ်ချက်ပြသတဲ့အနေနဲ့ ်အစ္စရေးကိုဒုံးကျည်တွေနဲ့ပြစ်ခတ်ခဲ့ပူပါရတယ်။အဲ့ဒီဒုံးကျည်အနောက်စုကို အစ္စရေးကကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ဆိုပါရတယ်။ဟူတီရဲ့တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့အစ္စရေးကလည်းရည်မြင်မှာဟူတီတွေထိန်းချုပ်ထားတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့တာတွေရှိပါတယ်။ဟူတီကောင်းဆောင်အဗ်ဒယ်မာလစ်အယ်ဟူတီကတော့သူတို့ဖွဲ့ဟာကောင်းဆောင်အပြစ်ခတ်ရေးစရေးသဘောတူညီချက်ကို အစ္စရေးကလိုက်နာမှုရှိမှရှိစောင့်ကြည့်သွားမယ်လို့ပြောထားပါတယ်။ အစ္စရေးကသဘောတူညီချက်ကိုချိုးဖောက်မယ်ဆိုရင်ဂါဇာကိုပြည်လဲထောက်ခံပေးသွားမှာဖြစ်တယ်လို့လည်းအတိအကျပြောကြားခဲ့ပါတယ်။ဟူတီစီအူစီချုပ်တည်ဆုံမှုအပေါ်သုံးသပ်ရရင်ဟူတီအဖွဲ့ရဲ့စီအူစီချုပ်မိုဟာမက်အဖ်အယ်ကာရင်အယ်ကာမာရီတည်ဆုံမှုကိုအစ္စရေးကတာဝန်ခံလိုက်တာဟာဒေသရင်းပဋိပက္ခတွေကိုပုံမို့ရှုတ်သေးစေမဲ့အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်လာနိုင်တယ်လို့သုံးသပ်နိုင်ပါတယ်။ ဒါမရီဟာကုလသမဂ္ဂရဲ့တန်ခတ်ပိတ်ဆို့မှုခံထားရသူဖြစ်ပြီးဟူဒီဖွဲ့ရဲ့စီရေးကြိုးပမ်းမှုတွေမှာအဓိကဥဆောင်သူတဦးဖြစ်ပါတယ်။အစ္စရေးအနေနဲ့သူ့ကိုပြစ်မှတ်ထားဖိရှားနိုင်ခဲ့တာဟာအစ္စရေးရဲ့ထောက်လှမ်းရေးနဲ့စီရေးစွန့်ရည်ဘလောက်အားကောင်းနေဆိုတာကိုပြသလိုက်တာပဲဖြစ်ပါတယ်။ဟူဒီကောင်းဆောင်ပိုင်းကိုပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုလည်းဖြစ်သွားပါတယ်။ဒါမရီဟာအော့ဂတ်စ်လတုန်းကအစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့ပြီးမှအခုမှတည်ဆုံကြောင်းကြေညာတာဖြစ်တယ်လို့ခန့်မှန်းချက်တွေရှိပါတယ်။ဒီလိုနောက်ဆက်တွဲတည်ဆုံမှုတွေကအစ္စရေးဟာဟူဒီဖွဲ့ရဲ့ထိတ်တန်းခေါင်းဆောင်တွေကိုစနစ်တကျပြစ်မှတ်ထားဖိရှားဖို့ဆုံးဖြတ်ထားတယ်ဆိုတာကို ပြသနေပါတယ်။ဟူဒီဖွဲ့ကထုတ်ပြန်တဲ့ကြေညာချက်မှာအစ္စရေးနဲ့ပြည်ပခါသည်အဆုံးမသတ်သေးကြောင်းနဲ့အစ္စရေးနေဖြင့်ကျူးလွန်ခဲ့တဲ့ယာဖွဲ့မှုများအတွက်အပြစ်ပေးခံရမည်လို့ဖော်ပြထားတာဟာ လက်တော့ပြန်မိုးပြုလုပ်ဖို့ချင်းချောက်လိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်ရှီမီအစ္စရေးပြည်ပခအရှင်ပြင်းပြလာနိုင်ပါတယ်။ဂါဇာအပြည့်ခက်ရေစရေးကိုစိန်ခေါ်ခြင်းဒီတဲ့ဟာဂါဇာမှာအပြည့်ခက်ရေစရေးသဘောတူညီချက်ကိုရရှိထားတဲ့အချိန်မှာထပ်ပေါ်လာတာဖြစ်လို့အစ္စရေးနဲ့ဟူဒီချာတင်းမာမှုတွေကိုပိုဆိုးစေတယ်။ဟူဒီဖွဲ့ဟာဂါဇာကပါလက်စတိုင်းတွေကိုထောက်ခံတဲ့အနေနဲ့အစ္စရေးကိုဒုံးကျည်တွေနဲ့တိုက်ခတ်ခဲ့ပူပါတယ်။ အခုလိုထိတ်တန့်ခေါင်းဆောင်ကြာဆုံးပြီးနောက်ပြည်ပက်ခါပြန်ဆောင်ဖို့အကြောင်းပြချက်တစ်ခုကိုဟူတီတို့ရသွားနိုင်ပါတယ်။ကာမာရီတည်ဆောက်မှုသတင်းကိုအပြည့်အခက်ရဆိုင်ရရပြီးမှထုတ်ပြန်တာဟာဟူတီတို့ရဲ့မဟာဗျူဟာပိုင်းဆိုင်ရာရင်းချမှုကိုပြသနေရလို့လည်းရှုမြင်နိုင်ပါတယ်။ခေါင်းဆောင်တအိုးတည်ဆောက်ခြင်းကိုလှည့်ဝဲထားပြီးအဖွဲ့တွေမှအစားထိုးမဲ့သူကိုအတည်ပြုပြီးမှကြေညာတာဟာအဖွဲ့အစည်းရဲ့စီးရီးဆွဲရီမထိခိုက်အောင်ထိန်းထားနိုင်တယ်ဆိုတာကိုပြသနေပါတယ်။ ဟူဒီကောင်းဆောင်အဗ်ဒယ်မာလစ်အဟူဒီကအစ္စရေဟာအပြည့်ခက်ရဲစဲကိုချိုးဖောက်ရင်ဂါဇာကိုပြန်ထောက်ခံမယ်လို့ပြောခဲ့တာကဟူဒီခွဲဟာဂါဇာပြည်ပခါကို သူတို့ရဲ့ဒေသတွင်အင်အားပြမှုအတွက်ဆက်လက်အသုံးပြုသွားအောင်မယ်ဆိုတာကို ဖော်ပြနေရလို့သုံးသပ်နိုင်ပါတယ်။ဒီဖြစ်ရဟာဟူဒီခွဲရဲ့ခေါင်းဆောင်ပိုင်းကိုဒိုင်းရိုက်ထိခိုက်စေခဲ့တယ်လို့ဂါဇာပြည်ခက်ရဲစဲရဲ့နောက်ပိုင်းဒေသတွင်တင်းမာမှုတွေပြန်မြင့်တက်လာဖို့ မိစာထုတ်ပေးလိုက်တဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်တယ်လို့သုံးသပ်ရပါတယ်။တည်နေကာဆာမှာအစာအသောက်လိုအပ်ချက်တွေရှိနေသေးပဲလို့ကုလသမဂ္ဂပြောကာဆာဒေသကိုတနည်းအားဖြင့်အစာအသောက်တန်ချိန်960ဝန်းရောက်နေပြီမဲ့လေလိုအပ်ချက်တွေကတော့ရှိနေသေးပဲလို့ကုလသမဂ္ဂကပြောကြားလိုက်ပါတယ်။အိစရေးနဲ့ဟာမတ်စ်တို့အပြည့်ခက်ရစရေးသဘောတူညီချက်ရပြီခရေကတနည်းကိုဒီလိုအစာအသောက်တန်ချိန် 960တင်သွင်းခဲ့တာဖြစ်ပေမဲ့ဒီချပေါ်ပြီးလိုအပ်နေတယ်လို့ဆိုပါရယ်။ကမ္ဘာစားနေဟိတ်ခါအစီအစဉ် WFP ရဲ့ပြောရေးဆိုခွင့်ရှိသူက writer သတင်းဌာနကို အခုလိုပြောခဲ့တယ်။အစားအသောက်တင်ဖို့ရာကလိုအပ်တာထက်နည်းနေပါသေးတယ်။ဒါပေမဲ့အခုကကုညီခွင့်ရနေပါသေးတယ်။အပြည့်ခက်ရစေကကျွန်တော်တို့ကိုဒီလိုခွင့်ရည်ရှိနေတာပါ WFP ကအစားအသောက်ပံ့ပိုးမှုတွေမြင်မြန်လုပ်နိုင်ဖို့စ조사နေပါတယ်လို့ပြောခဲ့ပါတယ်။ WFP ရဲ့ပြောသားချက်အရအစားအသောက်ဖြန့်ဖြူးတာတွေဟာဂါဇာမြို့ထဲကိုတော့မရနိုင်သေးဘူးလို့သိရပါတယ်။ Israel နဲ့ထိစပ်နေတဲ့ Zika နဲ့ Eros နဲ့စပ်တွေပိတ်ထားဆဲဖြစ်တာကိုလည်းကုလသမဂ္ဂကထောက်ပြထားပါတယ်။ဒါကြောင့်ဂါဇာမြို့ပိုင်းဟာလူသားချင်းစာနာမှုအကူအညီတွေအလိုအဆောင်ဖြစ်နေတဲ့ဒေသဖြစ်တယ်လို့ဆိုပါတယ်။ စစ်ပွဲကြောင့်လမ်းတွေပြက်စီးနေပြီးသွားလာရခက်ခဲတာတွေကြောင့်ဂျုံနဲ့အတင်းစားအစားစာတွေရောက်ရှိဖို့ခက်ခဲနေတယ်လို့သိရပါဗယ်အော်တိုဘာ16ရက်နေ့ကဂါဇာကိုကုန်တင်က950ဝန်းရောက်ခဲ့တယ်လို့မှတ်တမ်းရှိပါတယ်ဒီကူညီတွေကိုအလူရှင်တွေကုလသမဂ္ဂရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ကီရင်ရှယ်လောနဲ့ကီဆူဖင်ကနေခက်သွင်းပြီးပြဖို့ခရရာဖြစ်ပါတယ်အော်တိုဘာ15ရက်နေ့ကလည်းလောင်စာတွေ gas တွေတည်ဆောင်လာတဲ့ကား16စီးပါဝယ်ကုန်ကားပေါင်း936စီးကားစားကိုဝင်ရောက်ခဲ့ပါတယ်အကူအညီပေးတဲ့ကားတွေရဲ့သုံးပုံတပုံဟာကုလသမဂ္ဂရဲ့အစီအစဉ်နဲ့ဝင်ရောက်တာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်သတင်းသုံးမြကိုရီးယား drone များယူကရိန်းစစ်ပွဲထဲရောက်လာပြီးမြကိုရီးယားတပ်ဖွဲ့တွေဟာရုရှားတပ်ဖွဲ့တွေအတွက်ထောက်လျေးလုပ်ငန်းတွေလုပ်ပေးဖို့နဲ့ယူကရိန်းနိုင်ငံအတွင်းကပြည်မှတ်တွေကိုရှာဖွေတိုက်ခိုက်ဖို့ ဒရုန်းတွေအသုံးပြုနေတယ်လို့ယူကရိန်းစစ်တပ်ကအောက်တိုဘာ16ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ဒီအချက်ဟာယူကရိန်းရုရှားစစ်ပွဲရဲ့သဘောတဘာဝကိုပြောင်းလဲစေနိုင်တဲ့အရေးကြီးတဲ့နိုင်ငံရေးစီရေးအလဲပြောင်းတစ်ခု ဖြစ်တယ်လို့သုံးသပ်ရပါတယ်။ယူကရိန်းစစ်တပ်ရဲ့ပြောကြားချက်အရ2024ခုနှစ်ဩဂတ်လတုန်းကယူကရိန်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ရုရှားနိုင်ငံရဲ့ cast data မှာမြောက်ကိုရီးယားစစ်သားတွေလှုပ်ရှားနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ ရကိုရီးယားကခါးစဒေတာကိုစစ်သားတွေဆဲလုပ်ပြီးယူကရိန်းတပ်ဖွဲ့တွေကို ခုခံနေတဲ့ရုရှားတပ်ဖွဲ့တွေကိုစစ်ကိုပေးနေတာဖြစ်ပါတယ်။အဲ့ဒီခါးစဒေတာကမြကိုရီးယားတပ်ဖွဲ့တွေဟာယူကရိန်းရဲ့စူမီဒီတာရဲ့ကောင်းငင်ရမှာလေကြောင်းခနဲ့ကင်းထောက်လမ်းမှုတွေပြုလုပ်နေတယ်လို့ယူကရိန်းစစ်တပ်ကထုတ်ပြန်ထားပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ယူကရိန်းစစ်သားတွေရဲ့စခန်းတည်နေရာတွေကိုတည်ရှိဖို့နဲ့ ရုရှားတပ်ဖွဲ့တွေပြစ်မှတ်ထားတိုက်ခိုက်နိုင်ဖို့အတွက်အချက်လက်တွေရှာဖွေပေးဖို့ပဲဖြစ်ပါတယ်။ဒရုန်းတွေအသုံးပြုတဲ့မြောက်ကိုရီးယားတပ်ဖွဲ့တွေနဲ့ရုရှားတပ်ဖွဲ့တွေကြောင့်ဆက်သွယ်ပြောဆိုမှုတွေကိုယူကရိန်းဘက်ကကြားဖြတ်ဖမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကြားဖြတ်မှုတွေအရမြောက်ကိုရီးယားရဲ့ဒရုန်းတပ်ဖွဲ့ဟာယူကရိန်းစစ်စခန်းတွေရဲ့ဒီနေရာကိုတိုက်ခိုက်ဖို့အတွက်ရုရှားရဲ့အထွေလိုက်ဒုံးပြစနေ multiple launch rocket system တွေရဲ့ဒီနေရာကိုပါ ချိန်ညှိပေးနေတယ်လို့ဖော်ပြခဲ့ပါတယ်။မကြသေးမီကယူကရိန်းဘက်ကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုမှတ်တမ်းတစ်ခုမှာလည်းမြောက်ကိုရီးယားစစ်သားတအိုးရဲ့အနီးမှာတင်းထောက်လမ်းမှုတွေနဲ့တိုက်ခိုက်ရေးမရှင်တွေမှာအသုံးပြုတဲ့ drone တွေကိုရိုက်ကူးထားတာတွေ့ရပါတယ်။မြောက်ကိုရီးယားတပ်ခွဲတွေဟာယူကရိန်းရဲ့ဆူမီဒေသအတွင်းရုရှားရဲ့စစ်စင်ရေးတွေကိုဘယ်ချိန်ကလေးကထောက်ပံ့နေလဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒါပေမဲ့ပြီးခဲ့တဲ့လက ယူကရိန်းသမ္မတဗလာဒီမာဇလန်စကီကတော့စူမီဒီတာမှာယူကရိန်းတပ်ဖွဲ့တွေဟာရုရှားရဲ့ထိုးစစ်ကိုတွန်းလှန်နိုင်ခဲ့တယ်လို့ပြောကြားခဲ့ပူပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ရှိရုရှားသံရုံးနဲ့မော်စကိုရှိရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့ကတော့တဆုံးတရားမှတ်ချက်ပေးတာမျိုးမရှိဘူးလို့သိရပါတယ်။မြောက်ကိုရီးယားတပ်ဖွဲ့တွေယူကရိန်းစစ်မြေပြင်မှာတိုက်ရိုက်လှောင်နေရတဲ့သတင်းဟာ ဒီစစ်ပွဲကိုဒေသရဲပြိပက္ခသက်သက်မဟုတ်တော့ပဲကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာစစ်ပွဲအတွင်ပို့ဆောင်လာစီရဲ့လို့သုံးသပ်နိုင်ပါတယ်အီရန်လို့ drone နဲ့ရုရှားကအသုံးပြုနေတာကိုကြော်လွန်ပြီးညကိုရီးယားကလူသားချင်းမြင်နဲ့ဤပညာပါထောက်ပံ့လာတာဟာယူကရိန်းပေါ်ကြီးမားတဲ့ဖိအားတရပဲဖြစ်ပါတယ်ရုရှားညကိုရီးယားပူးပေါင်းဆောင်ရွက်မှုခိုင်မာခြင်းဒီလိုရဟာရုရှားနဲ့ညကိုရီးယားတို့ရဲ့စီရေးပူးပေါင်းဆောင်ရွက်မှုဟာ ုံမနဲ့ဆိုင်ခိုင်မာလာတယ်ဆိုတာကိုပြသနေပါဗျ။မြောက်ကိုရီးယားဟာလက်နက်ခရံထောက်ပံ့တဲ့အစင်းကနေစစ်ကိုတပ်ဖွဲ့တွေနဲ့စစ်စင်ရေးဆိုင်ရာနှိပညာတွေပါထောက်ပံ့တဲ့အစင်းကိုရောက်လာတယ်လို့ယူဆရပါဗျ။မြောက်ကိုရီးယား drone တွေဟာယူကရိန်းတပ်စခန်းတွေရဲ့တည်နေရာကိုရှောင်ဖွေပေးပြီးရုရှားရဲ့ MLRS တွေကိုပါချိန်ညှိပေးရဆိုတဲ့အချက်ဟာစစ်မြေပြင်မှာအလွန်တန်ဖိုးရှိတဲ့ကင်းထောက်လေရေးအခန်းကဏ္ဍကနေပါဝင်နေတယ်လို့ဆိုနိုင်ပါတယ်။ ဒီလိုထောက်လှမ်ရေးအားသာချက်ကြောင့်ရုရှားတပ်ဖွဲ့တွေဟာသူတို့ရဲ့မြေပြင်ပစ်ခတ်မှုတွေကိုပုံမတိကျစေပြီးယူကရိန်းကိုထိရောက်စွာထိုးစစ်ဆင်နိုင်ပါတယ်။မြောက်ကိုရီးယားဟာယူကရိန်းမှာ drone တွေကိုလက်တွေ့အသုံးပြုပြီးစစ်စင်ရေးအတွေ့အကြုံတွေအချက်လက်တွေကိုရယူနေတယ်လို့လည်းသုံးသပ်နိုင်ပါတယ်။ဒီအချက်လက်တွေကိုသူတို့ရဲ့ဆက်လက်နက်နဲ့နိဗ္ဗညာရေးပုံမတိုးတက်အောင်ပြန်လည်အသုံးပြုသွားနိုင်တဲ့အလားအလာလေးရှိနေပါတယ်။ယူကရိန်းဘက်က ဒီသတင်းကိုအတည်လင်းထုတ်ပြန်တာဟာနိုင်ငံတကာကိုမြောက်ကိုရီးယားရဲ့တိုက်ရိုက်ပါဝင်မှုကိုသိစေချင်တဲ့ရည်ရွယ်ချက်ရှိပါတယ်။ဒါဟာမြောက်ကိုရီးယားပေါ်နိုင်ငံတကာဖိအားတွေပိုပြီးတိုးလာအောင်လုပ်ဆောင်ဖို့ကြိုးပမ်းတာပဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးရုရှားဘက်ကအမှတ်ချက်မပေးတာဟာမြောက်ကိုရီးယားရဲ့ပါဝင်မှုကိုအတိမတ်မပြုဘဲရှောင်နေတယ်ဆိုတာကိုပြသနေပါတယ်။သူတို့ဟာနိုင်ငံတကာဥပဒေချုပ်ဖောက်မှုစစ်ဆေးချက်တွေကနေ တက်နိုင်တဲ့မြရှောင်းရှားခြင်းပေါ်ရပါတယ်။မြကိုရီးယားရဲ့ drone နဲ့စစ်ကိုတပ်ဖွဲ့တွေပောင်းရလောင်မှုဟာယူကရိန်းစစ်ပွဲရဲ့ဤပညာနဲ့မဟာဗျူဟာပိုင်းကိုတိတိတသားထိခိုက်စေနိုင်ပြီးကမ္ဘာနိုင်ငံရေးမှာအာဏာရှင်နိုင်ငံတွေကြောင့်ပုံမိုနီကတ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိလာပြီးဆိုတဲ့အချက်ကိုအတိအလင်းပြသနေပါတယ်။တရင်လေထရန့်ရဲ့ယူကရိန်းအဖြစ်ခက်ရေးစရိတ်တောင်းဆိုခြင်းသမရာထရန့်ကရုရှားနဲ့ယူကရိန်းနှစ်ဖက်စလုံးကို အခုရောက်နေတဲ့နေရာမှာပဲရက်တန်ရမယ်လို့ပြောကြတာဟာမူအားဖြင့်မျက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာနေမြေပိုင်ဆိုင်မှုအရင်းပွားမှုကိုခိတခဏလက်ခံလိုက်ပါဆိုတဲ့သဘောဆောင်ပါတယ်။ဒီလိုလုပ်လိုက်ရင်စစ်ပွဲချက်ချင်းရပ်သွားနိုင်တယ်ဆိုတဲ့သူ့ရဲ့မျှော်လင့်ချက်ကိုထင်ဟန်နေပါတယ်။ဒီလိုရက်တန်လိုက်တာဟာရုရှားကိုနေမြေချွတ်လွန်းလွန်းလိုက်ရတယ်ဆိုတဲ့သဘောကိုသက်ရောက်စင်နေပါတယ်။ယူကရိန်းသမ္မတဇလန်စကီက ကျွန်တော်တို့ရှိရနေရမှာပဲရည်တန်းရမယ်။တမရပြောတာမှန်ပါတယ်။ပြီးမှဆွေးနွေးရမယ်လို့သတိထားပြီးတုံ့ပြန်ခဲ့တာဟာချက်ချင်းအပြည့်ရဲ့ရေးကိုပထမအဆင့်ဖြစ်လက်ခံပေးမယ်။ဆွေးနွေးမှုအဆင့်မှာမြင်းကြီးပြင်ရရေးကိုဆက်လက်တောင်းဆိုသွားမယ်ဆိုတဲ့သဘောကို အရေးအမှန်ပြသလိုက်တာလည်းဖြစ်ပါတယ်။ထရဟာနာမည်ရတတ်တဲ့ဘက်မှာရုရှားသမ္မတပူတင်နဲ့ဟန်ဂေရီမှာတွေ့ဆုံဖို့အစီအစဉ်နေတာဟာ ဒီစစ်ပွဲကိုအဆုံးသတ်နိုင်မဲ့ဂျာခန်လူခန်းခန္ဓာကနေသူကိုယ်တိုင်ပါဝင်ခြင်းနေရဲဆိုတာကို ရှင်းရှင်းလင်းလင်းပြသနေပါတယ်။သူဟာမကြသေးခင်ကမှဂါဇာပြည့်ခတ်ရေးစဲကိုအောင်မြအောင်ဇောင်းဝဲဆေးဆက်ပေးနိုင်ခဲ့တဲ့အရှိန်အဝါကိုအသုံးပြုပြီးကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးဖန်တီးခြင်းဖြင့်သရုပ်ဆောင်လုပ်နေရလို့သုံးသပ်ရပါတယ်။တပ်ဖြတ်မှုတွေရတဲ့မှာသဘောတူညီချက်ရယူပါလို့လူမှုကွန်ရက်မှာရေးသားထားတာဟာနိုင်ငံရေးသဘောတရားတွေထက် လူသားချင်းဆန္ဒထောက်ထားတဲ့ခန်းစားချက်နဲ့စစ်ပွဲကိုအဆုံးသတ်ဖို့တိုက်တွန်းနေရပဲဖြစ်ပါတယ်။ထရန့်ဟာယူကရိန်းကိုတော်မဟုတ်တော့ကြူရီပေးရမယ့်ကိစ္စကိုတရိုက်ငင်းပယ်တာမျိုးမရှိပေမဲ့သူဟာပူတင်နဲ့တွေ့ဆုံမဲ့အရေးကိုပဲအာရုံစိုက်ထားတယ်လို့သတင်းကဆိုထားပါတယ်။ဒါဟာငင်းချမ်းရေးရဖို့အတွက်ဆက်လက်နေကြီးတွေထောက်ပံ့တာကိုလျှော့ချမယ်ဆိုတဲ့မူဟာရကိုကျင့်သုံးဖို့ရည်ရွယ်နေပုံရှားပါတယ်။ဇလန်စကီကတာဝေးပြည်လက်နက်တွေနဲ့ပတ်သက်ပြီး ထောက်ဖော်မပြောပဲအမေရိကန်ကစစ်ပွဲအချိန်မြင့်တက်စေမဲ့လုံဆောင်မှုမျိုးကိုလုံဆောင်ဖို့စံနာမရှိဘူးဆိုတာကိုပဲပြောဆိုခဲ့တာဟာအမေရိကန်ရဲ့စီးရဲကူညီနဲ့ပတ်သက်ပြီးတင်းမာမှုတွေကိုရှော့ချလိုတဲ့ယူရချက်ရှိရလို့ယူဆရပါတယ်။ဒါပေမဲ့လည်းဇလန်စကီကထရဟာဒီစစ်ပွဲကိုအဆုံးသတ်ဖို့ယုံကြည်တယ်လို့ပြောဆိုတာဟာထရရဲ့ဂျောင်းဝင်ဆောင်ရွက်မှုကိုမျှော်လင့်နေရဆိုတာကိုညွှန်ပြနေပါတယ်။ကင်မရာထရရဲ့ရှိတဲ့နေရာမှာရက်တန်းပါဆိုတော့ အပြည့်ရဖို့တောင်းဆိုချက်ဟာစစ်ပွဲကိုချက်ချင်းအဆုံးသတ်စေနိုင်တဲ့အမြန်ဆုံးနည်းလမ်းဖြစ်ပေမဲ့ယူကရိန်းဘက်ကတော့နေမီလက်လက်ဆုံးရှုံးမှုကိုတရားဝင်ခံယူရမယ့်အခက်အခဲနဲ့ရင်ဆိုင်ရမယ်ရှိပါတယ်။ Geopolitics အရာထရဟာပူတင်နဲ့တွေ့ဆုံဆွေးနွေးဖို့ကိုအာရုံစိုက်ပြီးစစ်ပွဲကိုနှိကွေးစေမယ့်မူဝါဒကိုကျင့်သုံးနေတာဟာယူကရိန်းကိုတော်ဝင်ပြည်နယ်တွေထောက်ပံ့မဲ့ကိစ္စကိုနှောင့်နှေးစေနိုင်တယ်လို့သုံးသပ်ရပါတယ်။ သတင်းကဖီရူးတွင်အရေးပေါ်ခြေနေခြင်းသာဖို့ပြင်ဆင်နေဖီရူးနိုင်ငံရဲ့မြို့တော်လီမာမှာအစိုးရကိုစန့်ကျင်တဲ့ဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့ကြားအထိကျုံမြေဖြစ်ပွားခဲ့ပြီးနောက်လီမာမြို့တော်မှာအရေးပေါ်ခြေနေခြင်းသာဖို့ဂျားဖြက်အစိုးရကအစီအစဉ်နေရလို့သိရပါတယ်လောက်ခလာစာနေပါတာအချင်းဖြက်ချစားတာနဲ့စီစဉ်ထားတဲ့ဂျားဖွဲ့မှုတွေကြောင့်လူငယ်တွေဥဆောင်တဲ့ဆန္ဒပြမှုတွေဟာ ။သတင်းသပောင်းများစွာကြာမြင့်နေပြီပဲဖြစ်ပါရယ်။ဒီမာမျိုးတော်မှာဆန္ဒပြမှုတွေဟာအကြမ်းဖက်မှုအထက်ပြောင်းလဲလာခဲ့ပါရယ်။အော်တိုဖာ15ရက်နေ့မှာလူတဦးဟာအဖြစ်ခက်ခံရလို့တည်ဆုံခဲ့ရပြီးလူတရာစုံနဲ့ရဲရရှိ80လောက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းတွေကဖော်ပြပါရယ်။ဆန္ဒပြသူတွေဟာရှာဖဲမှုတွေထူပြောလာတာနဲ့အခရီးလိုက်စားမှုတွေမြင့်တက်လာတာဟာ တမရဟောင်းဒိုင်နာဘူလာတီလက်ချက်ကလေးကဖြစ်တယ်လို့ဝေဖန်ပြောဆိုကြပါတယ်။ဒါကြောင့်လွတ်တော်အမတ်တွေကဘူလာတီကိုလွတ်တော်မှာဆက်ဆဲဖြစ်ခြင်းပြီးဂျာရုကနေဖယ်ရှားခဲ့ပါတယ်။အဲဒီနောက်ပိုင်းဖြီရူးမှာဆန္ဒပြမှုတွေစတင်ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။လူငယ်တွေဥဆောင်တဲ့ဒီဆန္ဒပြပွဲတွေမှာ ဖီရူးပြည်သူထောင်ပေါင်းများစွာပူးပေါင်းပါဝင်လာခဲ့ပါတယ်။ဘူလာတီနေရာမှာအစာထိုးတာဝန်ထမ်းဆောင်ခဲ့တဲ့တမရဂျော့စ်ဂျီရီကို ရာရုကနေနှုတ်ထွက်ပေးဖို့ဆန္ဒပြသူတွေကတောင်းဆိုနေကြပါတယ်။ဒါပေမဲ့တမရာဂျူရီကတော့သူဟာရာရုကနေနှုတ်ထွက်သွားမှာမဟုတ်ဘူးလို့အော်တိုဘာ16ရက်နေ့မှာသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ကျွန်တော်တာဝန်ကတိုင်းပြည်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်သွားမှာဖြစ်ပြီးဒါကကျွန်တော်တာဝန်နဲ့ကျွန်တော်ခရီးကဝဲပါလို့အသက်38နှစ်အရွယ်ဂျီရီကဆိုပါတယ်။ကင်မရာဂျီရီက အများပြည်သူဘေးကင်းလွန်ကျွရေးပြဿနာတွေအတွက်ဥပဒေတရက်ပေါ်ဆောင်ပေးဖို့သတ္တတော်ကိုတောင်းဆိုသွားမယ်လို့လည်းပြောပြလေလို့သိရပါတယ်။ပြည်သူနိုင်ငံဟာနိုင်ငံရေးမတည်ငြိမ်မှုတန်တရားတွေကိုချက်မှန်ကြားရောက်သွားပြီလို့သုံးသပ်နိုင်ပါတယ်။တမရဟောင်းဖိရှားခံရပြီးနောက်ဆန္ဒပြမှုတွေပေါ်ပေါက်လာတာဟာပြည်သူတွေဟာနိုင်ငံရေးပြောင်းလဲနေအကျင့်ပြည့်ခြားစားမှုတိုက်ဖြစ်ရေးကိုပုံမလိုလားနေရေးဆိုတာကို ပြသနေပါတယ်။ ခြားဖြတ်အစိုးရရဲ့အရေးပေါ်အခြေအနေကြီးညာဖို့အစီအစဉ်မှုဟာဆန္ဒပြပွဲတွေကိုထိန်းချုပ်ဖို့စစ်တပ်နဲ့ရဲတပ်ဖွဲ့ကိုပို့ပြီးအာဏာပေးအားဖြစ်လို့တင်းမာမှုကိုပုံမမြင့်တက်စေနိုင်ပါတယ်ဆန္ဒပြမှုတွေရဲ့အဓိကအကြောင်းရင်းတွေဟာဒုက္ခလားစာနေဖားတာအကျဉ်ပြတ်ချဆတာနဲ့ရှားဆွေးမှုတွေညပြန်တော်တွေဖြစ်တယ်လို့ဖော်ပြထားပါတယ်ဒီအချက်တွေကနိုင်ငံရေးကောင်းဆောင်မှုအပြောင်းအလဲတစ်ခုတည်းနဲ့ဖြည့်ရှင်းလို့မရတဲ့ စနစ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတယ်ဆိုတာကိုပြသနေပါတယ်။လူငယ်တွေဥဆောင်တဲ့ဆန္ဒပြပွဲတွေဟာအစိုးရစီကအလုပ်ခံခွင့်လန်းတဲ့ပုံမောကားမော်နဲ့လူမှုဘဝလွန်ကျွေးကိုတားဆုံနေရပဲဖြစ်ပါတယ်။သမရာချီရီကယာရုကနှုတ်ထက်မှာမဟုတ်ဘူးလို့ပြက်ပြက်သားသားပြောဆိုလိုက်တာဟာတိုင်းပြည်ကြီးငြိမ်းရေးကိုသူရဲ့တာဝန်အဖြစ်ခံယူထားတယ်ဆိုတာကိုပြသနေပါတယ်။ဒါပေမဲ့လည်းဆန္ဒပြသူတွေရဲ့ ကင်မရာအသည့်ပေါ်အမြင်မကြည်လည်မှုနဲ့လမ်းမရီဘော်ကအချမ်းဖတ်မှုတွေကြောင့်ဂျူရီအစိုးရဟာခက်ခဲတဲ့နိုင်ငံရေးစိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေရပါတယ်။သူ့အနေနဲ့ရေးပေါ်ချီနေခြင်းညာပြီးဆန္ဒပြမှုတွေကိုအင်အားသုံးနေနေမလား။ဒါမှမဟုတ်ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကိုတစိမ့်တစ်ပိုင်းဖြည့်ဆည်းပေးမလားဆိုတာကတော့စောင့်ကြည့်ရမယ့်ကိစ္စပဲဖြစ်ပါတယ်။ဖီရူးနိုင်ငံဟာနိုင်ငံရေးပြောင်းလဲတွေလှောက်ဆောင်နေရပေမဲ့ အရေးပေါ်အခြေအနေကြေညာဖို့အစီအစဉ်တာဟာလူမှုစီးပွားရေးမကျေနပ်ချက်တွေကိုနိုင်ငံရေးအရာအဖြေရှာဖို့ပြက်ကွက်နေရဆိုတဲ့သဘောကိုလည်းသက်ရောက်နေပါတယ်။အခုတင်ပြချက်အပေါ်မှာမစ္စရီရဲ့သုံးသပ်ချက်နာကိုလည်း comment ခေါက်နေတဆင်ငှောက်ဝေးပေးခဲ့ပါအောင်နော်။အခုလိုစိတ်ပင်စားစရာကောင်းမယ်။ကမ္ဘာရှိမြမရှိသတင်းများစွာကိုနားဆင်ဖို့သတင်းခေတ် channel ကို like and subscribe လုပ်ပြီးဗီနာကနိုဒီဘဲလေးကိုလည်းနှိပ်ထားဖို့မမေ့နဲ့နော်။ ကြည့်ရှုသူများအားလုံးပြည့်ရခဲ့တဲ့ကင်းရှင်းကြပါစေ။